မင်္ဂလာပါစနိုပါ <laughs> ဒီလိုမျိုးအုပ်ကို စားလိုက်လို့ရှိရင်ပြို့တက်ပြီးမျက်ရည်တွေဝဲလာတဲ့သူတွေရှိလားအဲ့လိုလူတွေရှိရဆိုလို့ရှိရင်ဒီအုပ်ကိုဘယ်လိုမျိုးအရသာရှိအောင်လို့မနက်တိုင်းဘယ်လိုလှုပ်ရှားရမလဲဆိုတာလေးကိုစနိုးကပြပြပြီးတော့မှပဲဖြစ်ပါတယ်စနိုးလှုပ်ရှားနေတဲ့ပုံစံလေးပေါ့နော်စနိုးကပုံမှန်ဆိုလို့ရှိရင်လေမနက်စာလုံးဝမစားဖြစ်ဘူးတမင်တသက်ကြီးလောက်တာတော့မဟုတ်ဘူးတို့သူဖြစ်သွားတာပေါ့နော်အတန်းတင်နေအတန်းတင်ပြီးသွားလို့ရှိရင်အချိန်ကမရှိတော့ဘူးဆိုတော့တမင်စားချိန်ရောက်သွားရောအဲ့တော့ကြော်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်ဒါမဲ့အခုကျတော့မနက်ဆိုရင်အတန်း၄တန်း၄တန်းရယ်ပြီးရင် င်ချင်းအားဆော့သေးတာဆိုတော့တနားရီလောက်မှပဲကိုကစားပြစ်တာပေါ့နော်ဒါပေမဲ့ကြားထဲမှာဗတ်အီယန်စားတော့မနေနိုင်ဘူးမနေနိုင်တော့ကြတော့ကျွန်တော်ကမနက်စာစားမရမယ်ပေါ့နော်စားမရမယ်ဆိုတော့အခုမနက်စာဘာစားမလဲဆိုတော့ဒီလိုအုပ်ကိုစားမယ်ဆိုပြီးရွေးချယ်လိုက်တာပေါ့နော်ဘာဖြစ်လို့အုပ်ကိုစားမယ်ဆိုပြီးရွေးချယ်လိုက်တာလဲဆိုတော့သူကကြတော့ နှလုံးကျန်းမာရေးအတွက်လည်းကောင်းတယ်ပြီးရင်သွေးထဲရတကြားဓာတ်တွေကိုထိမ့်ညှိပေးတာပေါ့နော်နောက်ထပ်တစ်ခုကကျတော့ fiber fiber ဆိုတော့ကိုယ့်ရဲ့ byte ထဲမှာရှိတဲ့အစာတွေကိုအစာခြေစနစ်ကိုပို့ပြီးတော့ကောင်းစေတယ်နောက်တစ်ခုကကျ egg fiber ကိုစားလိုက်လို့ရှိရင်တနေကုန်ခံတယ်တနေကုန်ဆိုတာကျတော့ထားပါလို့ဆိုတော့မနက်6နာရီခန့်ကအလုံးစားလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီမတိုင်ခင်ကတည်းကစားထားပေါ့နော်တနေ့လောက်ထိအေးဆေးပဲလုံးဝပိုင်းမစားဘူးပြီးတော့ vitamin နဲ့တတုဓာတ်တွေပါတာဆိုတော့ကိုယ့်ခန္ဓာကိုယ်အတွက်ကိုကောင်းတာပေါ့နော်အဲ့တော့ဒီအုတ်ကလေးကိုဘယ်လိုမျိုးရတာရှိအောင်လှုပ်ရှားလဲဆိုတာလေးကိုပြ ပြပေးမယ်။ overnight oat လေးပေါ့နော်။ဒါလေးကညကလေးကစိန်ထားတဲ့ဟာလေး။အဲ overnight oat ကိုကြတော့တခါတလေအချိန်မရှိဘူးဆိုလို့ရှင်ရင်လေးဒါမျိုးလေးစားပြစ်တယ်။ no တောက်တဲ့ပုံစံမျိုးလေးပဲပေါ့နော်။အထဲထဲမှာ quick oat လေးတွေ flexi လေးရလိုမျိုးလေးဖြစ်ဖြစ်ကလေး။ကောင်းတယ်ဒီကစိုက်တယ်ဒါလေးကိုဒါလေးလုပ်နေပြပေးမယ်။အင်းအောင် အဲ့ဒါကိုလုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးလိုတာကတော့အုတ်လိုတာပေါ့နော်ဒီအုတ်ကိုစနိုကဘယ်ဘရန်းကိုသုံးလဲဆိုတော့ Nisho Ku ဆိုတဲ့ဂျပန်ဘရန်လေးပေါ့နော်သူကကြတော့၃မျိုးလာတယ်စနိုအခုစားတာကကြတော့ organic ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးရဲ့နောက်တစ်ခုကကြတော့ premium ဆိုတဲ့ဟာလေးတစ်ခုရှိရဲ့ဒါလေးကကြတော့ ထုတ်သေးလေးပေါ့နော်သူကလေဘာလို့ကြိုက်တာလဲဆိုရင်ဒီထဲမှာတခြားလဲမပါဘူးပြီးတော့စားလဲမပါဘူးကြာရှည်ခံစည်းလဲဘာမှမထည့်ထားဘူးဒီတထုပ်ကိုဖောက်ပြီးသွားပြီဆိုလို့ရှိရင်6လလောက်ထားခံတယ်တော်တော်သဘောကျတယ်ပြီးတော့သူ့ရဲ့တခြားလေးကလေတအားနူးညံ့တော့လေကလေးအစားစားလို့ရတယ်လားတော်တော်ကောင်းတဲ့ဒီ brand လေးကိုတော်တော်ကြိုက်နေအခုကကျွန်တော်တော့၅စွန်းထည့် ပြီးတော့ flexi လေးဒီ flexi ကိုကြာတော့ဇနုကတစုံခွဲထဲဒီနေရာမှာလေး flexi ကိုမကြိုက်ဘူးဆိုလို့ရှိရင် chia seed လည်းထည့်လို့ရတယ် chia seed ဆိုလို့ရှိရင်သူကပူတင်းလို့လေးဖြစ်သွားရောတိလားပြီးသွားလို့ရှိရင် no ရဲ့ထင်းချင်းရဲ့ထည့် no ကကြာတော့ဇနုကများများလေးတောက်ချင်နေဆိုတော့မှန်တကယ်ဆိုလို့ရှိရင်နှစ်ဆထည့်ရင်ရပြီဒါမဲ့အခုကနှစ်ဆခွဲလောက်ထည့်လိုက်တာပေါ့နော် နစာခွဲလောက်ထည့်လိုက်တယ်။ပြီးတော့ဒိန်ဂျင်လေးထည့်ဒိန်ဂျင်ဘာလို့ထည့်ရလဲဆိုတော့လေနည်းနည်းလေးပြစ်ပြစ်ကလေးနဲ့လေပို့ပြီးတော့စိမ့်စိမ့်လေးဖြစ်သွားအောင်လို့ဒီလားဒိန်ဂျင်လေးထည့်တယ်။ဒိန်ဂျင်ကိုကြတော့ဒီလိုမျိုးအနှစ်ကလေးနဲ့ပေါ့နော်အနှစ်ကလေးကိုနှစ်ဆွန်းထည့် ပြီးတော့သူ့ကိုတမအောင်မွေလိုက်တယ်ပြီးတော့နည်းနည်းလေးအချိုအရသာလေးလိုချင်တော့ရားရည်လေးထည့်မယ်ရားရည်ရလို့မျိုးညှစ်ချလိုက်တယ်ပေါ့နော်အများကြီးတော့မဟုတ်ပါဘူးဒါမျိုးလေးကိုတမအောင်မွေပေးလိုက်တယ်ဒိန်ချင်းနေရောနွားနို့တွေရောတမအောင်မွေပေးပြလိုက်လို့ရှိရင်ဒါလေးကိုညအထိကိုစိန်ထားပေါ့နော်တညလုံးစိန်ထားမနှက်ဆိုလို့ရှိရင်အုတ်ကလေးရပွာလာပြီးတော့တောက်လို့ကောင်းသွားပြီ ဒုတိယတမျိုးဒုတိယတနည်းကကြတော့ဒီအုတ်ကိုစနိုးကမိုက်ခရိုဝေ့ဗ်နဲ့ထည့်ပြီးတော့သူပွာလောင်လုံးမှာပေါ့နော်အမှန်ကတော့သူကလေတအားနုညံ့တော့လေရေနွေးနဲ့စိန်ပြီးတောက်လဲရတယ်ဒါမဲ့စနိုးကပြပြုတ်လေးစားချင်တာဆိုတော့မိုက်ခရိုဝေ့ဗ်လေးနဲ့လုံမယ်ပေါ့နော်ပြီးရင်သူကနို့နဲ့လုံလို့ရတယ်ဒါမှမဟုတ်လို့ရှင်ရိုးရိုးရေထည့်ပြီးတော့လုံလို့ရတာပေါ့နော်ဒါမဲ့စနိုးကနို့နဲ့ပဲလုံမယ်နို့ကသူ့ရဲ့နှစ်ဆက် ထည့်ထားတဲ့အုတ်ကလေးကပွာလာပြီလိုမျိုးလေးဖြစ်သွားပြီကျွန်တော်ကဒီလောက်ကလေးအတော်ပဲနောက်ကတော်ပဲတအားပြေးသွားရင်လည်းလေအများကြီးစားနေရမှာဆိုလို့ဒီလောက်ကလေးဆိုအနေတော်လေးပဲဒါလေးကိုမှမပြောသေးထဲမယ်မပြောသေးကိုဘယ်လိုထဲမလဲဆိုတော့အနှစ်ကလေးတိုက်လိုက်မယ်ဒါအနှစ်တိုက်နေပေါ့နော်ပြောသေးအနှစ်တိုက်နေဒါလေးအနှစ်ဖြစ်သွားပြီပေါ့နော် ဒါစနွေးအနှစ်တိုက်နေလူလူပြင်းလူပြင်းလုံနေပေါ့နော်ဒီလားလူမျိုးတော့မလုံနိုင်ပေါ့နော်တေချာထန်ကိုင်းကြကြလေးလောက်တာတော့ခေါင်းမှာဒါဒီလိုခြေလိုက်တယ်ကွယ်ခုနာခြေပြီးသွားရင်ဒါအခုထက်ခြေလိုက်တယ်နည်းနည်းလေးအနှစ်ကလေးဖြစ်အောင်လို့ဂျင်းဂျုံဒါဆုံးနဲ့နည်းနည်းပေါ့နော်နဆုံးနေပါပေါ့နဆုံးနေပါလေးထည့်မယ်ဒါမျိုးလေးဖြစ်သွားပြီ 嗯，哒哒，啥家宝哦？嗯，你过了古讲嘿。တတိယတနီတတိယတနီရကြတော့ကော်ဖီနဲ့လုံးမှာပဲဖြစ်ပါတယ်စနိုကကြတော့နည်းနည်းလေးပို့ပြီးတော့ကဖိန်းတက်လိုနေတဲ့အချိန်မှာဆိုလို့ရှိရင်ကော်ဖီလေးထည့်ပြီးတော့လုပ်တယ်အဲဒါလေးကို ပြပေးမယ်အရင်ဆုံးလိုတာကတော့အုပ်ပဲလိုတာပေါ့နော်အုပ်ကိုလေးစွန်းထည့်မယ် ခုတစ်ခါကပြစ်ပြစ်ကလေးလုပ်မယ်တိလားနွားနုနဲ့ဂျိုမယ်ဒါမဲ့နွားနုနည်းနည်းလေး short ထဲမယ်ကော်ဖီလေးကိုအရင်ထဲမယ်ကော်ဖီထဲပြောမှနွားနုလေးကမြုပ်ယုံလေးပဲထဲမယ်ဒီမှာလိုချင်တဲ့ပုံစံလေးချစ်ချစ်ခဲခဲလေးရပြီ တင်ချင်လေးထက်မယ်တင်ချင်နှဆောအရောအသေးလိုက်ယူစားဖို့အတွက်ပေါ့နော်ပြင်းဒီဟိုစီလေးထဲမယ် じゃあ、バビー。ただー。何よりもな。ただ、ちょっと、あ、ピエクル。天井にね、じょうらい。天井にね、じょう、ティホーズィーリーバーテ。うん。カウントだね。うん。 ကဲအရောအုတ်ကိုစားလို့ရှိရင်မျက်ရည်တွေကြားရပြိုတက်တယ်ဆိုတဲ့သူလေးတွေအတွက်ကိုအရသာရှိအောင်ဘလိုမျိုးစနိုးစားဖြစ်လဲဆိုတဲ့နီလန်လေးတွေကိုပြောပြပြီးသွားပြီဆိုတော့ဒီအုတ်လေးကိုသိချင်မှာပဲစနိုးပဲ brand လေးတုံးနေဆိုတာစနိုးတုံးတဲ့ brand လေးကကြတော့ Nisho Ku ဆိုတဲ့ Japan brand လေးသူကတော့အရန်နူးညံ့နဲ့ကလေးကအဆစားလို့ရတာပေါ့နော်အပြစ်မဝယ်ချင်တဲ့ဆိုလို့ရှိရင် baby story မှာဝယ်လို့ရတယ်ဒါမှမဟုတ်ဘူး page ကိုသိချင်တဲ့ဆိုလို့ရှိရင်စနိုး comment တွေမှာ page ကို mention ခေါ်ပေးထားမယ် ါလေးပါ ကဲတော့နောက်ဗီဒီယိုလေးမှာအဆုံးကြမယ်နော်တတား